ဖိလစ်ပိုင်နိုင်ငံမှာအခုနှစ်အတွင်းအင်အားအပြည့်ဆုံးမုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်းမုံတိုင်းဖန်အောင်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တရက်စစ်တရားလိုင်းတွေပြတ်တောက်ပြီးလူပေါင်းတန်းစီဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်နေရကြောင်းစောက်ချိုင်းနာမော်နီဘုတ်ကဖော်ပြခဲ့ပါတယ်ဒီမုံတိုင်းဟာနိုဝင်ဘာ9ရက်ကဖိလစ်ပိုင်နိုင်ငံအချင်းမြောက်ကမ်းရိုးတန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မုံတိုင်းလမ်းကြောင်းမှာနေထိုင်သူတွေအနေနဲ့ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့အာဏာပိုင်တွေကတတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်ဖန်အောင်မုံတိုင်းဟာလူစုံကျွန်းကိုစတင်ဝင်ရောက်လာခဲ့ပြီးနောက်မက်ထရိုမနီလာမြို့တော်ဒေသအပါအဝင်ဒေသအများပြားမှာ အလုပ်တွေနဲ့စတင်ကြောင်းတွေကိုပိတ်ထားခဲ့ပါတယ်။ယူဝမ်လိုလဲဖိလစ်ပိုင်မှာလူသိများတယ်။အဲ့ဒီဖန်အောင်မုံတိုင်းဟာဖိလစ်ပိုင်နိုင်ငံရဲ့နယ်နိမိတ်၃ပုံ၂ပုံမှာဘိုးတဲထန်စွာရွာသွန်းခြင်းနဲ့လေပြင်းတက်ခိုက်မှုတွေကိုဖြစ်ပွားစေခဲ့ပါတယ်။ဖိလစ်ပိုင်မှာလူပေါင်း224ဦးသေဆုံးခဲ့တယ်။တိုင်ဖုန်းကယ်မီဂီတက်ခိုက်ခဲ့ပြီးနောက်ရပ်ပိုင်းရံကြာမှာအခုဖန်အောင်မုံတိုင်းဝင်ရောက်တက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဖန်အောင်မုံတိုင်းဟာတနအီလင်း၄တိုင်နှုန်း185ကီလိုမီတာ၁၁၅မိုင်ရှိပြီးရုတ်တရက်လေပြင်းဝဲမှုဟာတနအီလင်း230ကီလိုမီတာ မိုင်140တိရှိနိုင်ကြောင်းမနီလာပြည်သူ့ကာကွယ်ရေးယုံကထုတ်ပြန်ထားပါဗျာ။